စစ်တပ်ကအာဏာသိမ်းပြီးနောက်ရိုက်ကူးထားတဲ့မြမအမတ်တမ်းရုပ်ရှင်များ DVB Peacock Film Festival ကိုဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာမတ်လ29ရက်နေ့ပွဲဥရက်ကျင်းပသွားဖို့ရှိပါတယ်။မြမနိုင်ငံမှာစစ်အာဏာသိမ်းမှုနောက်ပိုင်းပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့လူအခွင့်အရေးချုပ်ဖောက်ခံရမှုမတ်တမ်းရုပ်ရှင်တွေကိုကမ္ဘာမှာအတန်းကျကျလောင်လောင်ကြားသိလာနိုင်ဖို့ဒီရုပ်ရှင်ပွဲတော်ကိုကျင်းပရတာဖြစ်ပါတယ်။ဒီပွဲတော်ကိုတော့ DVB မြမကမ်ပိန်း network နဲ့စစ်တနေနည်းပညာတက္ကသိုလ်ပူးပေါင်းစီစဉ်ကျင်းပတာလည်းဖြစ်ပါတယ်။ မြန်မာသတင်းတောက်တွင်နဲ့မတန်ရုပ်ရှင်ဖန်တီးသူတို့ရဲ့လွတ်လပ်စွာဖန်တီးရက်ကူးနိုင်စွမ်းကိုမြင့်တင်နိုင်ဖို့အပြင်လွတ်လပ်စွာပြောဆိုခွင့်အတွက်အနေရကြားကရုပ်ရှင်ရက်ကူးသူတွေနဲ့သတင်းတောက်တွေရဲ့ရည်ရွယ်မှုကိုလည်းမိမောင်းထုတ်ပြသထားပါဗျာ။ စစ်ကြောင်းတွင်ပြည်သူတွေအကြမ်းဖက်တပ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေတော်လိုင်းရေးမှာပါဝင်နေကြတဲ့နယ်ပယ်အသီးသီးက CDN တွေရဲ့အကြောင်းတွေလူငယ်တွေရဲ့အတွေးအမြင်တွေအခက်အခဲကြကရင်ဆိုင်ကြော်လွှားနေကြရတဲ့အမျိုးသမီးတွေရဲ့အကြောင်းတွေစတဲ့မြန်မာနိုင်ငံနယ်ပယ်ဒေသအသီးသီးကမှတ်တမ်းရုပ်ရှင်တွေကိုပြသသွားမှာလည်းဖြစ်ပါတယ် DVB Peak of Film Festival မှာပြသခဲ့တဲ့မြန်မာဒီမိုကရေစီလှုပ်ရှားမှုမှတ်တမ်းရုပ်ရှင်တွေကိုနိုင်ငံတကာမှာလည်းပြသနိုင်အောင် DVB ကကြီးမှုစီစဉ်နေပြီးလက်ရှိအချိန်ထိ Norway, Sweden, Czech အိုင်ယာလန်နယူးဇီလန်စတဲ့ဥရောပနိုင်ငံတွေမှာပြသခဲ့ပြီးဖြစ်သလိုဩစတြေးလျနဲ့တခြားနိုင်ငံတွေမှာလည်းဆက်လက်ပြသနိုင်မှုစီစဉ်နေပါတယ်ခင်ဗျာ။